စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူပေါင်းအဖွဲ့တွေစစ်ကြောင်းထိုးလာတဲ့အတွက်ညရင်းချင်းစစ်ဆောင်ခဲ့ရတဲ့ဖဲခုံအင်းအရှိတ်ချံကဒေသခံတပေါင်းကျော်ဟောင်းစားနပ်ရိက္ခာနဲ့အမိုးကာတွေလိုအပ်နေတယ်လို့ကုညီပင်းနေသူတွေစီကသိရပါဗျ။ဒီသတင်းကိုလင်းအေးပေးပို့ထားပါတယ်ရှင်။ချမ်းပြည်နယ်တောင်ပိုင်းဖဲခုံအင်းအရှိတ်ချံမှာရှိတဲ့ကျေးရွာတွေဘက်ကိုစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူပေါင်းအဖွဲ့တွေကစစ်ကြောင်းထိုးနေတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားနေပြီးဒေသခံတပေါင်းကျော်ဟာညရင်းချင်းထပ်ပြေးတင်းချောင်ခဲ့ရတယ်လို့ဒေသခံတွေစီကသိရပါဗျ။ ဇွန်လ10ရက်ညနေ6နာရီကစပြီးစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာရောင်ချီမြို့နယ်ကနေဖေခုံရင်ရှိဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်ထပေးတိုက်ဆောင်ခဲ့ရတဲ့ဆောင်းနန်းခဲလွယ်ပေါ်နန်းပေါ်လုံးလဟဲနဲ့ပိန်းနေကုန်းရွာပါဝင်ကြေးရဆရာကဒေသခံတွေဟာစားနပ်ရိက္ခာနဲ့မိုးကာတွေလိုအပ်နေတယ်လို့ဆိုပါတယ်။ ဒီအရေးပေါ်ခက်ခဲနေတဲ့ကတော့ဒီစာနာရိတ်ခါပိုင်းကဥစားပြီးတည်နေတဲ့ရှိမယ်နောက်ပြီးတော့နံပါတ်2အနေနဲ့ကျတော့သူတို့ကတဲအိမ်ဆောက်ဖို့မိုးကာလေးတွေကလည်းအများကြီးလိုအပ်လာရှိပါတယ်ဒီအများကြီးကိုလည်းတဲပို့နိုင်တဲ့အနေထားမှာလည်းမရှိခါကျတော့ဒီအခုအထယ်လေးတွေစောင့်ကပ်ဆာရှင်းတောင်ကပ်ဆာအကုန်လုံးအများကြီးလိုပါတယ်နောက်ပြီးတော့ဒီဆေးဝါးခန်းကဏ္ဍတွေကပ်ဆာလေးနော်ဒီနောက်ဖက်ချမ်းမှာဆိုတော့ အနည်းဆက်ရဒီဆွေမျိုးစုတွေနားမှာကစားလာတွေဟာလုပ်တယ်။အရေးပေါ်နေတဲ့ကဟိုစားဖို့အတွက်အတနာဆရာနဆာကကူညီပေးနိုင်တဲ့ဒီဖက်စီကနေမှကူညီပေးတာတွေရှိတယ်ပေါ့နော်။ဆိုတော့ဟိုတဒါလက်ရှိသူတို့ရဲ့ loss ဖြစ်ရှင်းနေရတဲ့ဒီအခြေအနေလေးကြီးပေါ့နော်။ကြေးရတွေကအိမ်တော်သူတစ်ထောင်ကျော်နဲ့လူဦးရေတစ်သောင်းကျော်ရှိတဲ့ဒေသခံအများစုဟာဖေကုံနောက်ဖက်ချမ်းကိုတင်းချောင်သွားကြတာဖြစ်ပြီးတက်ကြီးရွယ်ကိုကလေးတငယ်တွေနဲ့အမျိုးသမီးတွေအများစုပါဝင်တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာ ဇွန်လ2ရက်မှာအင်အားတစ်ထောင်ကျော်နဲ့ရေပူကြီးရဘက်ကိုစစ်ကြောင်းထိုးနေရယူခဲ့ပြီးတဲ့နောက်နောက်ထပ်ကြီးရတွေတဲကိုစစ်ကြောင်းထက်ထိုးနေတာဖြစ်ပါတယ်။မိုဘေးမှာတော့ကျွန်တော်တို့ drone တွေတော့လိုက်ချနေလို့ဆိုပြီးတော့အမြန်အမြန်တော့မောင်းခဲ့ရသေးတယ်။အဲအခုကတော့အဲ့နတ်တုတ်တဝိုင်းပေါ့နတ်တုတ်နဲ့လွယ်ပေါ့တကြောပေါ့ဒွာရရတော့များတယ်ဒီဘက်ကတော့ညနေမေးရနည်းနည်းလက်ခတ်တော့တိတ်မတိဘူးဖြစ်နေလွယ်ပေါ့နဲ့နတ်တုတ်တကြောပေါ့ ီဘက်ကလည်းဒီနေ့ဆိုရင်ကား၈စီး၆စီးတော့ရှိပါတော့မျိုးတွေကိုယ်ကမှလည်းမနေ့မြူလာတာပေါ့နော်ရဲရင်မမြောပြင်းထန်တော့ပြင်းထန်တယ်ဒါပေမဲ့ဒီဘက်ကလည်းကာထားတော့အမျိုးတွေရှိတော့လည်းတော့အချိန်ရပါလေဗျဖေခုံမြို့နယ်ရှိဘက်ချက်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ကစစ်ကြောင်းထိုးနေပြီးလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တဲ့အတွက်ဂျွန်လအတွင်းပြည်သူ၃ယောက်တည်ဆုံပြီး၆ယောက်ထပ်မင်းဒဏ်ရာရရှိခဲ့တယ်လို့ဖေခုံ PD ရဲ့တရား၆တရင်ကဂျွန်လ၁၇ရက်မှာထုတ်ပြန်ထားပါတယ်။ အဲ့ဒီပြင်စစ်ကြောင်းထိုးရတချောင်းမှာရှိတဲ့ကျေးရွာတွေတဲကပြည်သူတွေကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းအတွက်အတင်းကျပ်ဖမ်းဆီးတာငွေကြေးကောက်ခံတာပြင်ညှဉ်းပန်းနှိပ်စက်တာတွေလည်းလုပ်နေတယ်လို့ဖေကုံ PDF ကဆိုထားပါတယ်ကျွန်တော်လင်းရင်ပါ